ားလုံးပဲမင်္ဂလာပါရှင်။ဆီယာမမိချမ်းဝေရေးသားထားတဲ့ပန်ရိုင်းကျွေလွင်ဆိုတဲ့ခေါင်းစဉ်နဲ့ဝိတုတုကလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ပန်ရိုင်းကျွေလွင်ရှင်းသင်းကိုအားနဲ့လှည့်ပြီးတဲ့အခါပေါ်လာတဲ့ပိုက်အိတ်ထဲခတ်တွတ်တွတ်ကလေး ငုံကြည့်လိုက်တယ်ဆိုရင်ပဲကျမရဲ့ဝမ်းသာစိတ်တွေဟာငယ်တဲ့ကိုပြေးဆောင်လာပါတော့တယ်။ကြည်စံပင်လဲရည်တဲ့တဆွေဆွေ ခုံမျောပါလေးရှိတဲ့ဂွေးကောင်ကလေးတွေဖမ်းရပိုက်အိတ်သေးဘောကြိတ်တွေပစွန်ကြားတွေရောပါလာပါလားရှိဝမ်းသာရွှင်မြူးတဲ့အခါကျမလုံးနေကြဟန်တိုင်းနှောက်ခမ်းနှစ်ခုကိုဆူချွန်ပြီးရွှီကနေလေချွန်လိုက်တာကိုအမေသာမြင်မဲဆိုရင် ်ပေါင်းနှင်းကျော်ဆွဲလိမ်မှသိကြတယ်။အမေဆိုလို့အခုလောလောဆယ်အမေရွာမှာရှိမနေတာဟာလဲကျမလှုပ်ချင်တာလှုပ်ဖို့အခွင့်အရေးတည့်ရပေးပေါ့။မကြခင်ចောင်းခွင်းတော့မှမို့ចောင်းစီရောင်းဖို့အမေကရောင်းစရာပစ္စည်းမဟုတ်ပဲတည်စားတွေမြို့မှာတက်ဝင်နေတာနှစ်ရက်သုံးရက်တောင်ကြာပါပေါ့။အမေသာရှိရင်ဒီအခွင့်အရေးမျိုးရချင်မှရမှာလေ။ပိုက်အိတ်ထဲဝင်နေသည်မြ၊ခွေးကောင် ဘောချိန်နဲ့ပစွန်ကြားတွေကိုလေဝမ်းမှာပါလာတဲ့တောင်းနဲ့တုံးမောက်ထည့်ပြီးပိုက်အိမ်မှာကပ်နေတဲ့ဝါတာတာရေစီရေချေးတွေကိုပင်လေရေညိုညင်းညင်းနဲ့ခတ်သွတ်သွတ်ဈေးကြောနေမိရဲ့ဝဘိုးဝါအပေါ်သုံးလုံးအောက်သုံးလုံးနှစ်ထပ်စီထားတဲ့ဂွေးပောင်ဟာအထက်ညံဝါစကိုးလုံးကြောင့်ရေပေါ်မှာထိုးထိုးထောင်ထောင်ပေါ်နေလေရဲ့တကြက်လုံးငါးမက်လုံးရွယ်ပေမထင်းကြိုးကြီးကရေစီအတိုင်းဂွေးဖောင် မျောပါမသွားစေဖို့ဖောင်တိုင်းမှာမြဲအောင်ချီနှောင်ထားစေ။ဆဲလန်ကျိုးလေးပင်ကိုတော့ဘွားမှာနှစ်ပင်ချီဖောင်မှာနှစ်ပင်ချီဘွားကိုထိန်းတဲ့ကျိုးကဘွားဆွဲကျိုးဖောင်ကိုထိန်းတဲ့ကျိုးကဖောင်ဆွဲကျိုးဘွားမှာတတ်ထားတဲ့မျက်နာပိတ်ကိုရေထဲမြုပ်ချဖို့တိုင်နှချောင်းကတော့ကျမတို့အခေါ်အယွမ်းနဲ့ရေတက်ဦးမှာဘွား9000မြုပ်ရင် အရွက်နေလဲ9000အမှတ်သားမြုံမှာဒါမှရေစီးတိုင်းပါလာတဲ့ဂွေးကောင်ကလေးတွေဂွားတခြားဝင်သွားပြီးပိုက်အိတ်ထဲတန်းဝင်มาဖြစ်တယ်။ပိုက်အိတ်ထဲကဂွေးတွေယူပြီးတိုင်းရေစီးရလမ်းကြောင်းအတိုင်းရေကြပြန်ခံဖို့တိုင်ရဲ့အောက်ဘက်ခြမ်းကိုပြောင်းပြန်ပြန်လှည့်ပြီးကြာရင်မှာပြန်ခံဖို့အရွက်နေကိုပြန်ချကိစ္စပြီးလို့လက်ကုတ်လှေကလေးကိုခတ်တွတ်တွတ်လှော့ ငါးလမ်းကျက်စင်ခြေရင်းထိုးဆိုင်ပြီးခွေးတောင်းကို မနိုင်မနိုင်တနိုင်ရွက်လို့တကြီးကြီးမီနေတဲ့ကျက်စင်လေကားကတက်လာတယ်ဆိုရင်ပဲစောစောကအပျော်စိတ်ကလေးတွေကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ပါတော့တယ်။ဂျေးနီအောင်ဖြာစင်းနေတဲ့ညနေခင်းစည်းစာအောင်မှာ အကြည့်စူးစူးမျက်လုံးအစုံကိုရှောင်ဖယ်ရင်းခြေလမ်းကိုခက်မြန်မြန်လှမ်းလိုက်တော့ကျက်လုံးစီငါးလမ်းစင်ကလေးဟာတသိမ့်သိမ့်လှုပ်ရှားရမ်းခါသွားတော့တယ်။နင်းကိုယ်တိုင် ိုက်စင်းဖို့နေရလားဟနီးတွတ်တို့ဖိုးသားတို့ဘယ်ရောက်ကုန်ပြီလဲစိတ်ပြက်ဖို့ကောင်းလိုက်တာဘယ်ကန်းဆက်မှာကနန်းနိုင်နေမှန်းမသိဘယ်ကန်းချီမှာခယူကောက်နေမှန်းမသိတဲ့ကလေးနှစ်ယောက်ကို စကားတည်းထည့်ပြီးပြောနေရသေးတယ်ပြီးတော့သူ့လက်ကြီးကအခုပဲခွေးတောင်းကိုလှမ်းယူတော့မလို့လို့ကျမသူ့ကိုမြင်ရင်လုံနေကြဟန်တိုင်းခြေလန်းကို ပေါက်ဆက်ပေါက်ဆက်လှုပ်ပြီးရှောက်တော့နောက်ကျောဘက်ကနေကျမရဲ့ နှိမ့်တုံမြင့်တုံအသားဆိုင်တွေကို သူမျက်လုံးအရသာခံနေမှ မြင်အောင်ရင်မုံတီးရွှန်ရှာစိတ်တွေတလိမ့်လိမ့်တက်လာပါတော့တယ်။ဖြာချမ်းကြီးတွေ ဖြန့်ခင်းထားတဲ့နေရာရောက်တော့ဂွေးတောင်းကိုစောင့်ကြီးအောင့်ကြီးခြားလိုက်တဲ့အထိအဲ့ဒီတကောင်သားဟာအလိုက်မသိအာမနာကပ်ပါလာသေးတယ်။ဂျမကလက်တွတ်နဲ့စိမ်းစားငပီလုံးမဲ့ဟော်ဒီဂွေးကောင်ကလေးတွေကြားမှာရောပါလာတဲ့ဘောချိန်နဲ့ပဇွန်ချားတွေကိုရွေးထုတ်ရင်း မျက်စီတဲ့ပဇွန်တွေမမြင်ပဲအကိုလေးမျက်နှာကြီးမြင်နေတော့တယ်။ကြည်စန်းအကိုလေးဆိုတာနဲ့ကျမရင်တွေတဒိဒိခုံလာလိုက်တာ။မျက်ခုံးနဲ့နှက်အောက်ကနူးညံ့တိမ်မွေးတဲ့မျက်ဝန်းအစုံ။ရွာမှာဖျားပွဲရှိရင် ကြည်ရတဲ့သုံးကားပေါင်းမိုဒလင်းဗီဒီယိုကားတွေကမင်းသားရန်အောင်နဲ့တူတယ်လို့လို့မျိုးကလူတွေက လေကရုံးခေါ်တဲ့ကော်လံမပါတဲ့ရှက်အင်းကြီးလက်ရှိများဝှထားပြီးဆိုရင် အကိုလေးလေကျမမျက်စီတယ်တဝခန့်တဝချောဟောရီပဇွန်တွေကိုပင်လယ်စားငံရင်းနေပြုတ်အယောင်နီတာနဲ့ဆဲပြီးနှစ်နေသုံးနေလန်းကျွတ်ကော့နေအောင်ခြောက်ပြီးဆိုမှဂုံဒီအိတ်ထဲထက်ဖွ่ยရိုက်လိုက်ရင်ခေါင်းတွေ အခွန်တွေတီးခြားထွက်သွားပြာတီးတန့်စင်လိုက်တဲ့အခါထောင်တန်နဲ့ပဇွန်ချောက်တွေရလိမ့်မယ်အဲ့ဒီပဇွန်ချောက်တွေက ကျမအတွက်ရွှေဖြစ်တယ်အချစ်ဖြစ်တယ် အဲ့ဒီပဇွန်ချောက်တွေကိုယတနာစုတလို့စုစုပြီးငါ့ကိုအားကိုးစမ်းပါဟာအကြီးစိန်လာမြို့တက်တဲ့အခါဒီလောက်တွေငါလုံးမှာပေါ့ကြည်ပါလားပြောပုံဆိုပုံကပင်လေတဲ့စင်းစိန်မှာ ထမင်းစားရတဲ့လူကိုဒီကစိတ်ကူတယ်မထဲ့သေးဘူးကြားရတာနဲ့တင်ငါကြပြင်ကတ်လာကြည့်ရဲ့ကျမစီကအတန်တိတ်ဆန္ဒပြနေတော့နေပါရီလုံးနေတယ်ဆိုတာငါသိတယ်မိုးစံ့ ီအလုပ်မျိုးတွေကြက်ကြက်လို့တနေ့ဒုက္ခတွင်းနဲ့ထဲကြလိမ့်မယ်။အမေ၊ तू ကပဲလာကြည့်သေး။ကျမဘာလုပ်လို့ပေါ့။ तू နဲ့ဘာဆိုင်တယ်လဲ။ကျမကအမေစကားတော့နားထောင်ခြင်းမထောင်တာ။ဒီလိုဘာမဟုတ်တဲ့လူတယောက်ရဲ့စကားတော့နားတယ်မထည့်သေးဘူး။စိတ်ညစ်တဲ့အထဲမှာအဲ့ဒါတွေပါတယ်။ကျမစိတ်ပြက်ပြက်နဲ့ရေထဲ့ထားတဲ့တစ်သားစီကြီးတဲကိုပစုံထဲ့ထားတဲ့စကားကျဲကိုခက်ဆောင်ဆောင်ချလိုက်တာကြောင့်ညစ်ပတ်နေတဲ့ရေတွေပေါင်ပင်ထပြီး ၎င်းသားစီစင်ကုန်ပါရောတောက်ခေါက်တန်ခတ်ပြင်းပြင်းတစ်ချက်ကြားလိုက်ပြီးဒေါမန်ထနေတဲ့လှိုင်းတလုံးရဲ့လှုပ်ရှားမှုမျိုးနဲ့ထွက်ခွာသွားတဲ့ကြောပြင်းချင်းကြီးကိုခက်မက်မက်ကြည့်ရင်"ကျမပြန်မပြောနားမထောင်လို့ရအပေါ်ကိုဘာသာကိုသဘောကျနေမိရဲ့"မှတ်ကြရောမိုးဆန်ဆိုတဲ့မိန်းမကိုဘသူမှလွှမ်းမိုးချုပ်ကင်လို့မရဘူးဆိုတာတိထားစမ်းမှဝင်းကြော်ရဲ့ထော်လာကြည်တန်တစ်ချိန်ချင်းကြားနေရတဲ့အတွက် ဒီနေ့ဟာငားလေစိုက်တဲ့နေ့ဆိုတာမမေးပဲသိနိုင်တယ်။စိတ်ကန်းတဲ့အကိုလေးရဲ့ငားသွင်းတိုင်းဟာနည်းနည်းလှမ်းလာမှု ရွာတောင်ပိုင်းကတစင်းနေသော ထော်လာကြီးဟာငားတဲ့တဲ့အမှုကိုခောက်တုတ်ခောက်ပြန်ပြုနေပြီပေါ့။ထော်လာကြီးတစ်ခေါက်ဆိုင်တိုင်းအလုသမားတွေငားတောင်တဲ့တန်ဆူဆူညံနေသလိုအလုသမားတွေကြားမှာအလုများနေတဲ့အကိုလေးကိုလည်းကျမစိတ်တိုင်းကြမြင်ခွင့်ရတယ်လေ။အမေ ကျောင်းစီရောက်နဲ့ကျမတို့ရွာရဲ့အလဲတန်းကျောင်းကလေးဟာငားဝယ်တိုင်းနဲ့ကပ်နေတဲ့အတွက်ဒီလိုနေ့မျိုးဆိုအကိုလေးအလုံးရှုံနေတာအတိုင်းသားမြင်နေရခြင်းပါကျမရဲ့အကိုလေးကငားတိုင်းအလုံးသမားတွေဆရာဆရာလို့ခေါ်နေတဲ့ဒိုင်ကြီးကျက်စရေးပါ အကိုလေးကပညာလဲကျက်ရုပ်ကလည်းဖြောင်းတော့ဒီဘက်ကဆရာမလေးတွေကလည်းကွက်ကြီးကွက်ကြီးနေပေါ့ကျမကလားအမေကအကြောင်းစီရောင် အမေသမီးကြီးအမလို့သူကကျောင်းမှာတန်ရှင်းရေးလုပ်တာသူ့ယောက်ျားက အရင်ကနေတကာကိုအယောင်းဝင်နေသွားခဲ့ပေမဲ့ခုတော့လေးဖြတ်ပြီးခြေတစ်ဖက်မတန်ဖြစ်သွားရကဒီကျောင်းကလေးမှာညားဆောင်တောင်းဝင်ထမ်းနေပါတယ်ဒီတော့ဒီကျောင်းကလေးမှာအမေကိုကူတလိုလိုအမကိုကူတလိုလိုနဲ့ကျောင်းချဘိုးကိုဖြေလို့ဆရာဆရာမတွေကမိုးစံလက်ဖက်ရည်ကလေးပြေးဝဲပါအောင်ဆိုလဲပြေးရတာပဲမိုးစံ အင်းသားရင်ကလေးဖြည့်ပေးပါအောင်ဆိုလဲဖြည့်ရတာပဲဒီလိုပဲအကိုလေးတို့ငါးဝယ်တိုင်းဘက်ကလူကြီးတွေဆစ်လိုက်ပြေးဝယ်ပါအောင် တခါတလေဟိုတင်းဘီယာဘူးတွေပြေးဝယ်ပါအောင်ဆိုလဲမိုးဆန်ပါပဲအဲ့ဒီလက်တို့လက်တောင်းဘွားကလေးတဲမှာကျမပြောတယ်ဒါရီကြောင့်လဲကျမအကိုလေးကိုအနီးကပ်ဆက်ဆံခွင့်ရနေတယ်ဆိုရင်မမဘူးပေါ့ရွာနဲ့မနီမွေးမှာစုံသွားတဲ့အဖေအမွေ ခွေးဖောင်ကလေးခြားထားတာမို့ ကျမတို့ထမင်းနဲ့မှန်အောင်တော့စားရပါတယ်။ကြောင်းမှန်မှန်မတက်ပဲရွာရိုးကိုပေါက်လျှောက်ကနန်း၌ခရုရှာနေတဲ့ခတ်တေတေမောင်လေးနှစ်ယောက်ရဲ့လှုပ်အားကတော့အားရစရာမရှိပါဘူး။ဒါကြောင့်ဂွေးဖောင်ဖော်ချိန်အမေမအားတဲ့အခါကျမပဲပြေးရသေးရဲ့။ငားဝယ်တိုင်းရဲ့အနောက်ဘက်မှာအကိုလေးတို့နေတဲ့လူပြိုဆောင်တန်းရရှိရဲ့။ကျမအဲ့ဒီကိုလည်းမကြမကြရောက်တာပဲ။ ခွေးပိုက်ထဲရောပါလာတဲ့ပစွန်ချားတွေကိုပစွန်ချောက်လုပ်ပြီးတဲ့အခါမျိုးဒါမှမဟုတ်အကိုလေးရဲ့အင်းကြီးလုံးကြီးတွေရှော်စရာရှိတဲ့အခါမျိုး"အိုးအเจ้าတမျိုးမျိုးနဲ့ပေါ့ကျမအကိုလေးအခန်းထဲမကြာမကြာရောက်လေးရှိတယ်"တညတော့အဲ့ဒီညဟာမိုးကလေးဖြောက်စိတ်ဖြောက်စိတ်ရွာထားလို့အချိန်ကတိတ်မလင့်သေးပေမဲ့ပဝင်းကျင်မှာလူသွားလူလာကျဲပါတိတ်ဆိတ်စာပြုနေပြီ။ ပစင်းရင်ခွဲတကောင်ရဲ့စူးစူးရှိရှိအော်မီတန်ကိုသာအဆက်မပြတ်ကြားနေရတယ်။အဲ့ဒီအချိန်ကကျမကအကိုလေးရဲ့မျက်နာကိုတကယ်ပါထင်နေတဲ့အချိန်ပေါ့။အကိုလေးရဲ့ဖူထစ်တဲ့လက်မောင်းကြွက်သားတွေအပေါ်မှာခေါင်းအုံရတာကောင်းကင်မှာတင်ညိုရထားစီပြီးခရီးသွားနေရတယ်လို့ပါပဲ။လေနေလိုင်းနှိမ်တွေကမြင့်ချီနှိမ်ချီကျမရဲ့အသေးနှလုံးတွေဟာအေးလိုက်နှွေးလိုက်တက်တန်ရောင်စုံပန်းခင်းထဲမှာ သူတပြန်ကိုတလဲချစ်သေးသည်ညွဲ့နေတော့မိုးဆန်ရေမိုးဆန်အလို အမရဲ့ခေါ်တမ်းပါလားအမရဲ့အော်ခေါ်တမ်းကြောင့်ကျမတို့နှစ်ယောက်ကဘာစွန်းထိပ်မှရမ်းမိကြတယ်ရှေ့တိုးလဲအခက်နောက်ဆုပ်လဲအခက်အကိုလေးရင်ခွင်ထဲကကြပြကြရလူးလဲထားလိုက်တဲ့ကျမကိုအကိုလေးကဖမ်းဆွဲထားရင် ခေါ်တမ်းကိုမထူးနဲ့ဆိုတဲ့သဘောနဲ့ပါးစပ်ကိုဖောက်ဖွာညင်ညင်ပိတ်ထားပါတော့တယ် အပြင်ဘက်မှာအမရဲ့ခေါ်တန်းဟာပိုကျဲလာတယ်။အမရဲ့အနောက်မှာခဲအိုက ရေနံစီမီအိမ်ကြီးဂိုင်လို့ကျောင်းကိုတပတ်ပြီးတပတ်ပိတ်ပြီးရှာတာမြင်ရတော့စောစောကအပျော်ကလေးတွေတောင်ကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ပါရော။ကျမကိုဖတ်ထားတဲ့အကိုလေးရဲ့လက်တွေဟာအေးဆက်စေးထန်းလို့တကူလုံးလဲဇောချွေတွေ ပြန်နေလိုက်တာ။ခါတိုင်းလို လူတန်ကြားတာနဲ့မောင်ရိတ်ခုပြီး ကျမပြန်လို့မဖြစ်အောင်တခုတည်းသောထွက်ပေါက်နားမှာအမားတို့လင်မယားထိုင်ဆောင်နေပါရောလားသူတို့ကိုကြည်ရတာကျမအကိုလေးအခန်းထဲမှာရှိနေရဲဆိုတာအေကန်သိနေတဲ့ပုံဒါဆိုရင်ကျမတို့ကိစ္စကိုလူသိကုံတော့မှာပေါ့နော်ကြံရမရဖြစ်ပြီးသပင်တွေကိုကုတ်ဖွားတက်ပြင်းလုံးကြီးတွေချနေတဲ့အကိုလေးကိုကြည့်ပြီး ကျမတနာလိုက်တာကျမကကိုကိုကိုမတနာပဲအကိုလေးကိုပဲတနာနေတယ် ကျမကြောင့်အကိုလေးစိတ်ဆင်းရဲမှမမြင်ချင်ဘူးဒီလိုနဲ့အမတို့လင်မယားဆွဲကောင်းကောင်းနဲ့အဆောင်ကောင်းလိုက်တာမနဲ့ဝီလီဝီလီအချိန်ကလေးမှာတော့ကျမတို့နှစ်ယောက်စလုံးခိုးတော့ခိုးတယ်နဲ့အမိခံလိုက်ရတာပေါ့ကျမအမကအိမ်ထောင်ရှင်ပြီးပြီးဒီကိစ္စမှာအတော်လဲလဲပပတ်ရှိပြီးကွက်ကြော်လဲမြင်မုံရတယ် မိုးလင်းတာနဲ့ကြေးရွာလူကြီးတွေတွားခေါ်လာပြီးအကိုလေးရဲ့အထက်အရာရှိကိုလည်းအတိပေးလို့ကျမတို့နှစ်ယောက်ကိုပစိုးတန်းတင်အကျဉ်လင်မယားအဖြစ်အတိမတ်ပြုခိုင်းပါတော့တယ်။အတန်ချေဆက်မပါ။စုညာစီကားမှုတွေကင်းမဲ့တဲ့မင်္ဂလာလက်ဖက်ရည်ပွဲကလေးဟာအချိန်တိုတို တွင်းမှာပဲကျင်းပပြီးစီးသွားတယ်။မယုံကြည်နိုင်တဲ့မျက်ဝန်းတွေအံ့အားသင့်နေတဲ့မျက်နှာသားတွေကိုစီဆောင်ထားတဲ့လူတချို့ဟာချိုရဲရဲလက်ဖက်ရည်နဲ့ ခန့်ညံ့ညံ့အပေါ်စာကိတ်မုတ်တွေကိုအလင်းစလိုစားပြီးပြန်သွားကြလေရဲ့အဲ့ဒီနေ့ကအကိုလေးဟာတန်ပတ်ပေးထားတဲ့ဆက်ယုတ်တယုတ်လေထဲမှာလမ်းလျှောက်နေရတယ်လို့အပြုံးမပါတဲ့ ATA ဆက်ပုံစံကြီးနဲ့ဧကန်ကြီးရှာတယ်။အကိုလေးရဲ့မျက်လုံးတွေဟာမှုံမိုင်းမိုင်းဝေတီတီငေးတီတီနဲ့အသက်မပါတယ်လို့ဟင်းအကိုလေးဘလို့ဖြစ်သွားပါလဲ။ကျမဆွဲလန်းနှိမ့်ချခဲ့တဲ့နူးညံ့တိမ်မွေးနဲ့ အကျဉ်းသားမျက်ဝန်းတစ်စုံပေပြောက်သွားပါလေ။ကျမတော့အကိုလေးကိုနားမလဲတော့ဘူး။အမေကတော့ငိုကတောသူလည်းဖြစ်ရိုးလည်းရိုးတော့ဖြစ်ပြက်သွားတဲ့ကိစ္စတွေအပေါ်မှာမပြောရှာပါဘူး။သူ့တမီးယူပေါ်ပေါ်လေးလင်းကောင်းသားကောင်းရသွားတယ်လို့သဘောထားရှာတယ်။တတော်လလတ်နဲ့အလှူရှားကြီးလှူရှားနေကြတာကအမားတို့လင်မရပါပဲ။ကျမလား။ဘာပြောကောင်းမလဲ။ရှင်ထဲမှာဖျားပွဲလဲနေတာပေါ့။ အကိုလေးကိုကျမပိုင်ဆိုင်ရဖို့ဆိုတာဒီတသက်မမျော်မှန်းဝင်တဲ့ကိစ္စအကိုလေးဟာကျမရဲ့အိမ်မက် ကျမရဲ့မိုးကောင်းကင်ကျမရဲ့ပင်လယ်ပြင်ကြီးကျမတမ်းမတ်ခဲ့တဲ့လှိုင်းလှိုင်းမောရှင်ခုံကရုံကရင်ညာများစွာကိုပိုင်ဆိုင်ရတော့မှာပါလားဆိုတဲ့ဆန္ဒပီတီဟာဘလို့မှအိန္ဒြေဆောင်လို့မရအောင်ယုံကြွားလို့နေတယ်။ညဉ့်ညံ့ညံ့မျက်နှာပြင်ပေါ်မှာရှမ်းမမျက်နှာချီကိုခတ်ဖုံဖုံရိုက် ဖျားပွဲစီတုံးကဝေထားတဲ့နှကန်းဤကိုခတ်ရဲရဲဆိုးအမထုတ်စင်ထားတဲ့ဇာနာတက်အင်ကြီးကလေးနဲ့သူတို့သမီးခိုက်အပြည့်ဖန်နေတာပေါ့တူတောင်းတဲ့အချိန်ကလေးတွင်းမှာကျမတို့တရင်ဟာရွာရဲကိုပြန်သွားလိုက်တာကာလာသားကာလာသမီးတွေကြားအာကြရှင်ခုံပြောစမတ်ပြူပွဲတရင်ကြီးတရဖြစ်နေပါတော့တယ်ခုလောက်ဆိုအေးကြီးမတို့အုပ်စုငားလန်းကြက်စင်ပေါ်မှာငားရွေရင်တရင်တွေချနေကြရောပေါ့ ဝင်းကျော်ကရောခုနေ့ကလိုမိုးချိန်တန်လောက်ကျဲတဲ့တောက်ခေါက်တန်ကြီးနဲ့ဒေါမန်တွေကြီးနေမှာသေးကြတယ်။တော်တော်ကြာနေမြင့်လာလို့เจ้าကိုဆရာဆရာမတွေတဖွဲ့ဖွဲ့ရောက်လာကြတော့เจ้าမှာလဲကျမတို့တည်င်းကအံ့ဩကုန်နိုင်ဖွယ်ဖြစ်နေပြန်ရောမှတ်ထားအကိုလေးကိုအဝေးကနေကွက်ကြည့်ကွက်ကြည့်လုံနေကြသူတွေမျောလင်းမနေကြတော့ဒီမှာရှင့်အကိုလေးရဲ့အချစ်နံပါတ်မှာ1ကနန်းမှာ အသစ်ကြက်ချို့သရိုသမီးလေးဟွန်းဟွန်းမိုးဆန်ရေလက်ဖက်ရေဝဲပါအောင်မိုးဆန်ရေအင်သာရေဖြစ်ပါအောင်လို့ဘသူမှမခိုင်းရကြတော့ဘူးမဟုတ်လားဒီနေ့မိုးဆန်ဟာမနေ့ကမိုးဆန်မဟုတ်တော့ဘူးလေဆရေကြီးကတော့ဆရာကတော့မိုးဆန်ဖြစ်သွားပြီအခုမှမိုးမဆန်မဲ့တကယ်မိုးဆန်တလနှစ်လသုံးလကျမရဲ့စဘူးတလူတင်တဲ့ကာလာကလေးကတူတောင်းလာပါပြီ။ အကိုလေးကသူ့ဇာတိမျိုးကိုပြန်မဲဆိုတော့ကျမမရောင်နောက်စတုံးပါဖို့ဖြစ်လာရော ကျမကိုပါခေါ်သွားမယ်ဆိုတာတည်တဲ့နေကများပျော်လိုက်တဲ့ဖြစ်ချင်းတွေ့လားအကိုလေးကကျမကိုအိုင်တွေးလို့ခြေစေးတာမဟုတ်ဘူးအခုသူ့မိဘတွေစီအောင်တတိရှိရှိခေါ်သွားအောင်ပါကျမတောက်တူမဲရလုပ်ခဲ့တဲ့ကြောင်းကြီးကိုရောတနေ့လေးရေဖော်ရတဲ့ခွေးဖောင်ကြီးကိုရော ကျမကိုအားကြမျက်ဝန်းတွေနဲ့ငေးမောကြည့်နေတဲ့တတ်တူရွယ်တူပင်လေရွာသူတွေရောပြီးတော့မိသားစုအားလုံးကိုနှုတ်ဆက်ပြီး အကိုလေးလက်ကို မြင်းမြဲဆွဲလို့ရွာကထွက်ခဲ့ကြတယ်။တင်မောတရံကားတရံစီးပြီးမှရောက်ရတဲ့အကိုလေးရဲ့ဇာတိမျိုးဟာရန်ကုန်နဲ့မော်လမြိုင်သွားကားလန်းတနေရာမှာတည်ရှိနေတယ်။ဂျားမျိုးကလေးဖြစ်ပြီးအဝေးပြေးကားစီးခီးတယ်တွေတထောက်နာထမင်းစားရာ စားမိန်ရိတ်သားစားတော့ဆိုင်ကြီးကတော့အကိုလေးတို့မိဘပိုင်ဖြစ်ပါတဲ့ကျမတို့ဆိုင်ထဲကိုဝင်ဝင်ချင်းပဲကောင်တာမှာထိုင်နေတဲ့မာထန်ထန်မိန်းမကြီးတယောက်ရဲ့ဝင်းဝင်းတောက်မျက်ဝန်းအဆောင်ကိုစတင်ရင်ဆိုင်ရတယ်အဲ့ဒါအကိုလေးရဲ့အမေတဲ့မြတ်စွာဘုရားဒါဆိုကျမရဲ့အမေပဲပေါ့အကိုလေးဟာသူ့ရဲ့အမေကို အကျိုးအကြောင်းတစုံတရာပြောပြနေရန်တူပါရဲ့ကျမတို့နှစ်ယောက်ဆိုင်အနောက်ဘက်ရှိ လူနေအဆောက်အုံစီအထုပ်ပိုးကိုစီဆွဲပြီးဝင်သွားတဲ့အချိန်မှာကျမကြားဖူးလောက်အောင်ကျေလောင်နဲ့အတန်ဆာဆာကြီးကကပ်ပါလာပါတော့တယ်။တင်မောင်သွင်းတို့ကလှုပ်ချလိုက်ပြန်ပြီးတော့ငါသားလေးတော်လာဆိုပြီးအဝေးမှာအလုတ်သွားလှုပ်ခိုင်းလိုက်တာ။မိန်းမရလာပါလား။အောင်မလေးသားရေမင်းယူလာတဲ့မိန်းမကလည်းစီတယ်မှလက်တော့ပေါ်ကကြာနေပါရောလား။ကြည်ကြစမ်းပါအောင်ရကတို့ရဲ့ အတန်ကြီးကကျဲလောင်နှုံးလို့ကျမနာတယ်တန်ရီဘူးနဲ့လောင်းထည့်လိုက်တဲ့အတိုင်းသွေးကြောခန္ဓာကိုတခြားစီစဉ်သွားလိုက်တာကျက်သိမ်းများများကိုထားလို့ကျမရှက်လိုက်တာ အကိုလေးအမေဆိုတာအလွန်ရန်စွာတဲ့မိန်းမကြီးပါလားကျမကို စီတယ်မလက်တော့ဘွားတဲ့ဘာလဲကျမတို့ပင်လယ်မှာစီတယ်မရှိလို့ဒီစကားကို ကျမနားမလဲဘူးကျမရှုပ်ဆိုးတာကိုပြောတာလား ပညာမတတ်တာကိုပြောတာလား။နှစ်ဦးသဘောတူများတဲ့အကိုလေးနဲ့ကျမကြားမှာဒါရီမလိုပါဘူး။သူတို့တအိမ်လုံးကတော့ဒါရီအတော်လိုကြဟန်တူတယ်။အကိုလေးရဲ့အမနှစ်ယောက်ကလည်းကြွတ်ကြွတ်ညံအောင်ငိုလိုက်ကြတာ။မောင်မိန်းမယူလာတာငိုကြီးချက်မနဲ့အတူပိုင်ကြားနေတာပဲ။အကိုလေးကမိသားစုမှာတဦးကြီးသောအငယ်ဆုံးသားလေး။အဖေမရှိတော့ပေမဲ့အမေရဲ့စီးပွားရေးဥဆောင်မှုအောင်မှာ အမေစီမံတယ်လို့နာခံနေကြသူကိုယ်တိုင်က အိမ်မှာဘာဩဇာမှမရှိပဲကလေးလိုနေရတဲ့လူရေချိုးစံဟဲ့ရေချိုးစံနေမင်းမကိုရေချိုးကိုင်းစံတကိုယ်လုံးငားညီနဲ့လိုလိုပဇုံညီနဲ့လိုလိုလက်ပတ်စော်နန်းလိုက်တာလူတကာကိုမှလက်ညှိုးထိုးပြလို့မဝင့်အောင်ခွေပြစ်တဲ့ဒုတ်လောက်ရှိတဲ့ဟာလေးကိုမရလောက်လာတဲ့ကောင်နင့်ကိုပဲငါတက်ချင်တယ်ဟွန်းဟွန်း အဖွားကြီးဒေါသဟာတနေ့လည်းမပြေနှစ်နေ့လည်းမပြေကျမချွေရင်းချက်တွေကို တနေ့တစ်မျိုးရှာဖွေဖော်ထုတ်နေတော့တာပဲငါသားလေးကအဖူကလေးအညွန့်ကလေးဟဲ့အခုမှလူဖြစ်မဲ့ကြံကားရှိသေးညီမို့လို့အညွန့်ချိုးရက်ပလေညီတို့တောသူတွေရဲ့မာယာဒါအကုန်ပဲလားကျမမဖြေရှင်းတတ်တဲ့ဆွဲချက်တွေတစ်မျိုးပြီးတစ်မျိုးနဲ့ထိုးနှက်နေတာလဲနေစဉ်နဲ့အများ ကျမတို့နှစ်ယောက်ညားကြတဲ့ကိစ္စမှာမတရားတာဘာမှမပါဘူးမဟုတ်မမှန်လောက်ကြံတာတွေမပါဘူးဆိုတာကျမနဲ့အကိုလေးသာအတိဆုံးရောက်တဲ့နေ့ကလေးကထမိန်တော်တော်ဝစ်ပြီးလှုပ်လိုက်ရတဲ့အလုတ်ဆေးလိုက်ရတဲ့ပကံတင်လိုက်ရတဲ့ဟင်းရွက်ခုတ်လိုက်ရတဲ့တာငါရေရင်းနဲ့ကြီးတဲ့တဆိုင်လုံးတုံးဖို့ရင်ငင်နေတာကအစကျမပင်လေရွာကလာတာမို့အလုတ်တော်မကြောက်ပါဘူးဒါပေမဲ့စားရတော့အိုလူအိုကက် တလုတ်တဆုပ်နေရတော့အနှုတ်အဆုပ်အလုံးသမားတာတာအကိုလေးမျက်နာတရားထင်မှတော့ဒီပင်မန်းတန်လောက်တော့ကျမမမှုသေးဘူးဘလို့အလုပ်တွေပဲလုပ်ရလို့ရကျမနဲ့အကိုလေးအတွက်ပေးထားတဲ့အခန်းချင်းကလေးတွေကိုရောက်လို့ကျမအကိုလေးမျက်နာမြင်ရရင်ပန်းသမ ्या ပြေရမှာပါဒါပေမဲ့သူတို့သားကို မာယာနဲ့မြားတယ်လို့ဆူဆွဲသူတွေရဲ့ကြောက်စရာမာယာကိုတော့အချိန်တော်ကလေးနှောင်းမှတီးခွင်ရခဲ့တယ် အကိုလေးတယောက်ဆိုင်အတွက်ပြစ်စည်းဝယ်သွားသလိုလိုအဝေးမှာအလုသွားလုသလိုလိုနဲ့ပျောက်သွားတာတလကိုသတင်းကြာနေပါရောလားကျမကတော့ဆိုင်ရှိဘက်ကိုတော့တီတီကလေးမထွက်ရပဲနောက်ဖေးကြောင်တွေကထမင်းဆိုင်တဆိုင်ရဲ့အောက်ခြေသိမ်းအလုတွေကြားမှာတဝဲဝဲလဲနေတာကာလာအတော်ကြာသွားပါပေါ့အင်းသူတို့ရက်ဆက်ကြပြီထင်ပါရဲ့အကိုလေးကိုတနေရာပို့ပြီးကျမကိုတော့မောင်းမထုတ်ယုံတမင်းနေနိုင်ရင်နေ မနေနိုင်ရင်သွားဆိုတဲ့သဘောအကိုလေးမရှိတဲ့နေရာဟာကျမအတွက်ဘာအဓိပ္ပာယ်ရှိတော့မှလဲလူမဆန်တဲ့ဒီအိမ်မှာ ကျမကိုတစ်စက္ကန့်လေးမှနေဖို့မတင်တော့ဘူးဒုက္ခပင်လယ်ဝေမှာအမေကိုတတိရတယ်ပင်လယ်ရွာလေးကိုလွမ်းတယ်ပြီးတော့စင်းရဲပေမဲ့လွတ်လပ်ပျော်ရွှင်တဲ့ဘဝဝင်းကျော်ပြောတဲ့ဒုက္ခတွင်နတ်နတ်ဆိုတာဒါပဲထင်ပါရဲ့ကျမ အမှန်အမှားခွဲခြားသိမြင်လိုက်တဲ့အချိန်ဟာအတော်ကလေးနောက်ကျနေပါပြီ။တကယ်တော့ကျမကိုယ်တိုင် ဖောက်လွဲဖောက်ပြန်လုပ်တတ်တဲ့ပညာတတ်တယောက်ရဲ့အများချင်းကိုခံရရတာပါ။မျက်နှလွဲခဲပြစ်ထားခဲ့ရတဲ့အကိုလေးရဲ့ရက်ဆက်စိန်ခါမှုကိုတော့ကျမနာကြည့်လို့မဆုံးဘူး။ဒီမျိုးကလေးကနေစိတ်ကမ်းမျိုးတစ်မျိုးကိုရောက်အောင်သွား။အဲဒီကမှတင်မော်ဒါမှမဟုတ် ဆက်လေတစင်းစင်းစီးပြီးပင်လယ်ရွာကလေးစီပြန်ရမှာအဲ့ဒီခီးကိုတွားဖို့ကျမမဘယ်မှာလဲစရိတ်ငွေကြီးဘာပဲဖြစ်ဖြစ်ကျမစွန်စားမှဖြစ်တော့မယ်လူကြီးတိတ်တဲ့လာမိုင်ညာတညမှာကားကြုံစီးဖို့ကုန်ကားတစ်စီးရဲ့ခေါင်းခန်းပေါ်ကိုကျမရောက်နေခဲ့တယ်ကားထွက်တော့ကုန်းသွေးတွေတပြည့်ပြည့်ထွေးအရှက်ခိုးဝနေတဲ့ဒီဆက်ဆက်မျက်နာပိုင်ရှင်ကားဒရိုင်ဘာရဲ့ အောက်ကလိအားစကားသံတွေကိုယွန်ရှာညင်းငွေစွာနားထောင်ရင်းလိုက်ပါလာခဲ့တယ်။ခရီးအတော်ပေါက်တော့ကုံကားကြီးလမ်းဘေးထိုးရက်သွားပါတော့တယ်။တလန်းလုံးမူးနောက်နောက်ကြီးဝေဝေဖြစ်လာတဲ့ကျမဟာရုတ်တရက်ကားရက်လိုက်တော့အပြင်ဘက်ကိုဝော့ကနေထိုးဝင်လိုက်ပါတော့တယ်။ကျမသိပါတယ်။ဒါဟာရိုးရိုးမူးဝေတာမဟုတ်ဘူး။ဟင်းပိုက်သေးကလည်းစူးစူးရှရှနာကျင်လာပါလားတခုခုတော့ထူကြပြီချင်းနေ အပြင်ဘက်မှာတော့ပိမ့်ပိတ်အောင်မှောင်နေလိုက်တာဘယ်နေရာကိုရောက်နေပါလဲမြို့တစ်မြို့ရွာတရွာတော့မဟုတ်သေးဘူးအခြားကားတွေဥဒဟိုဖြတ်တန်းသွားတာကလွဲရင်ဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့ကားကဘာလို့ရက်သွားရတာလဲကားဆရာညံများတော့မယ်ထင်ပါရဲ့ညီမလေးဘာဖြစ်တာလဲအစာမကြည့်တာလားကားမူးတာလားအေးအကိုကြီးဘာအကူညီပေးရမလဲထင်တဲ့အတိုင်းပါပဲရမခိုးဝင်နေတဲ့မျက်နှာကြီးက ကျမပားပြင်နာကိုထီလူမတက်တိုးကပ်ပြီးမွေးတကောင်လိုအစွမ်းကုန်ရမ်းကားတော့မယ်လက်ကြီးနှစ်ဖက်ကကျမရဲ့ခန္ဓာကိုယ်အပေါ်အပေါ်ပိုင်းစီတရွေ့ရွေ့လျှောက်သွားလို့ကုညီမလားကုညီမယ်ဆို ရှင့်ကားကိုရက်မထားပဲအနည်းဆုံးမျိုးကဈေးရုံကိုမောင်းစမ်းပါဈေးရုံဟုတ်လားတီကောင်စားတီတလို့အိန္ဒြေမယတွန့်လိန်နောက်ဆုတ်သွားတဲ့ခန္ဓာကိုယ်အတ္တဘောကြီးကိုကြည့်ပြီး စူးရှာနာကျင်နေတဲ့ကြားကကျမပြုံးကျင်တယ်လို့လို့ဖြစ်သွားတယ်။ဟုတ်တယ်၊စေးယုံကျမဘိုင်းနာနေပြီ။ကလေးမွေးကျင်တာလား၊ကလေးပြက်ကျင်တာလားမသိဘူး။စေးယုံအမြန်ရောက်မှဖြစ်မယ်။မြတ်စွာဘုရားရေရွတ်တန်တဲ့အတူအခုမှ ကျမရဲ့အနှွေးတဲ့အင်ဂျီအောက်ကစူပုံပုံဘိုက်ကိုမြင်သွားပြီးဘာလို့ရမှန်းမသိအောင်ကြောက်ရွံ့တုန်လှုပ်သွားတဲ့မျက်နာကြီး။စားရခန်ကြီးပါးစပ်ပေါက်နားရောက်ပြီးမှဖုံ တဲတော်တဲ့ကြာသွားတဲ့အစားအစာကိုကြည့်ပြီးနှမျောတက်မှတ်စိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့အမှုရာဟာကွာပြက်တနာပဲဒီရာကိုစောင့်ထိုးလိုက်လို့ဝရုံးသုံးကားထွက်ကြလာတဲ့ကားတွေကဇီးပြူသည်တလုံးရဲ့လိန်လူးမှုမျိုးဖြင့်နာကျင်လုံးလို့ဘာမှမသိနိုင်တော့တဲ့အချိန်မှာ ထူးဆန်းစွာပဲကျမရဲ့ရွာကလေးကိုလှမ်းမြင်လာရတယ်။မြားနဲ့မောင်မင်္ဂလာမဂ္ဂဇင်းဩဂုတ် 1999โอเคပါရှင်ဆီယမမီချမ်းဝေရေးသားထားတဲ့ပန်းရိုင်းကြွေလွင်းဆိုတဲ့ဝိတုတို့လေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်အပေနာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်